ကတိညုဒမင်္ဂလာနဲ့ခြေတုခြင်းလူသားလောကကြီးတရားစကားလေးပြောမလို့ပါတကယ်ကတော့ကတိညုဒမင်္ဂလာကုသာလူသားတွေတရားဓမ္မတွေလေးလေးနက်နက်တဘောပေါက်ကြမယ်ဆိုရင်လူလောကကြီးရဲ့နေရတာ အမှန်တမ်းမှလည်းပျော်မွေ့တရားကောင်းနေဒါပြည့်လို့လဲဆိုတော့ကိုလူသားလောကကြီးမိခိုးနေရတာဟာကိုဘဝအတွက်အမှန်တမ်းမှလုံယုံနာကိုတယောက်တည်းသာဆိုရင်ဘာမှမလုံယုံဘူးဒါပဲလို့လူသားတွေနဲ့မြဲနေနေရတော့ သူသားတွေကကိုယ်ပေါ်ဘလောက်ယေရှုကြီးတယ်သူသားတွေကြောင့်ကိုယ်ပေါ်ကဘလောက်လုံခြုံရတယ်ဆိုတာမကျင်းသာမိနိုင်ဘူးဘုန်းကြီးတော်အဲ့ဒါကိုကျင်းသာမိတော့ဩလူကိုယ်ကလူသားလောကကြီးကိုလေအမြဲတမ်းယေရှုဆက်တဲ့သဘောမျိုးနဲ့တခုခုတော့လုံနေတင်တာပဲလို့ အဲ့လောက်တောင်တွေးမိတယ်တကယ်တော့မြတ်စွာဘုရားဆိုရင်လေရစ်တဲ့ငါးပါးကာလပတ်လုံးမနာရီတိမနာမဏိတရားတွေဟောသွားတာဟာလူသားလောကကြီးကိုကဲ့တင်နေတယ်လို့ပြောရင်လည်းရတယ်လို့လူသားလောကကြီးကိုကျေးဇူးချနေတယ်လို့ပြောရင်လည်းရတာပဲလို့ ဘာပြုလို့ဆိုရင်မြတ်စွာဘုရားရှင်လည်းဒီတရားမတွေကြီးကသုံးခံစားတယ်တရားမတွေတူတန်းတဲ့ပြစ်တိလေးပါကိုလက်ခံတယ်အဲ့တော့တိုက်ရိုက်ဒီနေရောတွယ်ဝိုက်ပြီးတော့ဒီနေရောမြတ်စွာဘုရားရှင်အပေါ်မှာလည်းခြေထူးတွေရှိနေတာပဲလို့ဒါကြောင့်မို့လဲမြတ်စွာဘုရားရှင်ကပထမဝါကျွတ်ကနေက တဏ္ဍာရီကိုလည်းစီလွတ်တယ်။ယသဗျာရှင်ကိုတော်တိုင်လည်းကုရဝေလာကတ္တပါတို့ကြီးတရားဟောကြားတယ်။ယန်းတွေကိုလည်းမင်းတို့ဒလန်းနဲ့နှစ်ပါးမသွားကြနဲ့။လူတွေကြိုးကြည့်အောင် လူတွေချမ်းသာအောင်တရားဟောထွက်ကြလို့အဲ့ဒီလူမိမ္မာတော်ဘုဒ္ဓလူဖျားခြင်းကိုတော်တိုင်လည်း သူတို့ဝေလာတို့ချီသွားပြီးတော့တရားဟောရတယ်ဓာတဝမတော်တော်ကိုကြည်ုံပြီးတော့အချိန်ယူပြီးတော့ဟောခဲ့ရတာပါတလောက်တရားမကြည်ုံရတော့မြတ်စွာဘုရားကသူတို့ဝေလာတို့ကိုထစ်ခွဲပြရာတော့ပါတယ်ဒါပါတော့ဆိုရင်မြတ်စွာဘုရားက လူသားတွေကတရားဟောခြင်းလွန်းလွန်းတရားရသိခြင်းလွန်းလွန်းကြီးမာတဲ့မေတ္တာကရုဏာကြောင့်အဲ့လိုလှုပ်တာဒါကြောင့်မို့လို့ပြောမိတယ်ယတ္တဗျာချင်းသူ့လူလာကိုဘယ်စိတ်နဲ့ချစ်ခွဲပြီးရုံလို့မေးရင်လို့ဘုန်းကြီးသဘောပေါက်တာကတော့သူ့လူလာကိုလည်း တရားမရသေးတာကိုသိပြီးတော့တဏှာတယ်အဲ့ဒါကိုလည်းကတိညင်တယ်တခါဝိရဝေလတရားရမယ်ဆိုရင်သူ့မှာပြောမယ်ဆိုရင်အပေါင်းဖို့တွေကတထောင်လောက်ရှိတယ်ပေါ့သူညီတယောက်ဒီမာရောဆိုတော့အဲ့ဒါတွေလည်းတရားရနိုင်တယ်အဲ့ဒါတွေတရားရရင်လည်းသာသနာတော်ကြီးအတွက် အချင်းချင်းအများကြီးတရားရတဲ့သူတွေပေါ်ပေါက်လာနိုင်တယ်ဆိုတာတိတော်မူမြင်တော်မူတဲ့အတွက်အဲ့ဒါလောက်စိတ်ကြည်ကြည်နဲ့သုဒ္ဓနာတော်ကြီးတည်ထောင်ဖို့ရာထင်ခွဲပြီးပြီးစီယုံရတဲ့အဖြစ်တရားမြတ်စွာဘုရားရှင်လုံနိုင်ခဲ့တဲ့အဲ့ဒါပါလို့ဆိုတော့လူသားလောကကြီးဆိုတာ တူတဝခဲ့ဒီလိုဖြစ်တာမဟုတ်ဘူးဘာပြုလို့ဆိုတော့ထွက်ရပါတော့ကဲအခုဘုံကြီးပဲဆိုပါတော့အခုလူဟုတ်လားကြောင်နဲ့ကန်းနဲ့တိုက်နဲ့တားနဲ့ဂျုံလုံးဂျုံဂျုံနေရတို့သာအခုလူတရားတော်မရခုတရားတကားပြောပြပြီးဒီနိုင်နာဘုံကြီးတပါးလဲလားဆိုလို့ရှိရင်ဟုတ်လား အရင်တုန်းကလူတော်ရသောက်တီနေတုန်းကလူတော်တဲ့မှာတဲလေးနဲ့ဖြစ်တယ်လူတပည့်အောင်ဒီသုံးခါစားအဲ့လိုဆိုရင်တောင်းမှ ခုလောက်တရားစကားလူပြောနေဘူးတောင်းမလွယ်ဘူးအခုတော့ဘုရားကဒီလိုကိုကြောင့်ကန်တဲ့မှာပဲကိုကလေးမောမှာပဲဒီလိုလေးတရားစကားပြောနေတာကတောင်းမှ အလုံးတကာမရဖြူဖြန့်ဝေတို့ရနေတဲ့တာခိကြီးရဲ့တွေ့တဲ့ပုပ္ပောမြတ်စွာဘုရားရှင်ဆိုရင်သူ့ချီတော်နဲ့ခရီးတွေကို မပြမလိုက်ဒိဋ္ဌာတိကြွချီပြီးတော့လူတွေတရားဟောခြင်းလွန်းလွန်းကြွရရှာတာအဲ့ဒါဘာလို့ဆိုရင်ခုနပြောတဲ့လူပေါ့လူတွေရဲ့ခြေသူကိုသိတော်မူလွန်းလွန်း ခွန်ကြီးတို့ကတော့အဲ့လိုမသိနိုင်ဘူးဒါလို့မသိနိုင်တာတော့ဆိုတော့ဘုန်းကြီးသိလာတော့တဘောပေါက်လာတော့ပြောမိတယ်ခဏခဏပြောမိတယ်အိုးလူငါငါတယောက်ထဲတာဆိုရင်ကြောက်တဲ့ကောင်လောက်တော့မှစွမ်းမရှိဘူးလို့ဘုန်းကြီးကကြောရသောက်ဒီလေနေခဲ့တာဆိုတော့ကြောရဲ့တဘာဝတဲ့အတိုက်တာတစ်ခုရ ခမမ်းမိတယ်ပေါ့လေတော်တယ်မှာတပါးတဲ့ဒီနေရတဲ့တညာတို့လူဒန်လေးတောင်မှတခွန်းလောက်တော့မကြရအောင်ဒီရတဲ့အဖြစ်ဆိုတော့အားငယ်တဲ့လူဖြစ်တယ်ဓမ္မနေဘူးရင်တော်တန်တာနဲ့မသိနိုင်ဘူးပြောရမယ်ဆိုရင်အဲ့တုန်းကဘုန်းကြီးအသက်စိတ်ပေါ့အသက်စိတ်ကတော်တဲ့စရောက်တယ် တန်တဲ့၃၀နှစ်နှစ်နှစ်ပေါ့အဲ့ညာကဒီခွာခဲ့တယ်ပေါ့အဲ့ညာမာရင်ကူပဲ၆နှစ်လောက်ကြားတယ်အဲ့ကြဘာဖြစ်တုံးဆိုရင်ကိုတယောက်တည်းရဲ့အငယ်တရားကောင်းမှုဘူးအဲ့တိုင်းတာတခုရာသိပြီရဲ့အဲ့တိုင်းပဲလို့လင်းလင်းနဲ့နဲ့သိမသိပါဘူးအဲ့ဒါစဉ်းစားရင်စဉ်းစားရင်နဲ့ ။ဟောဘယ်လိုတကယ်တော့လူသားချင်းချင်းသာအမိကိုမရဘူးဆိုရင်ကိုယ်တယောက်တည်းလာဆိုရင်မြောက်တကောင်လောင်းတော့အစွားမရှိဘူးလို့မြောက်ကမှတစ်ပင်မောဟတည်သည်တက်ခုနိုင်လေဟုတ်လားသားစရာရှားသားနိုင်လေဒါဘုန်းကြီးတို့လူသားတယောက်ဆိုရင်တစ်ပင်မောဟမြင့်တယ်သည်ဆိုရင်တောင်းမှ မတတ်နိုင်တော့ဘူးမခူးနိုင်တော့ဘူးတွေ့ကြမှာစားရမှာအဲ့တော့အခုလောက်ကိုလူတလုံးသူတလုံးဖြစ်နေတာဟာကျေသူရှင်လူသားလောကကြီးရဲ့ကျေသူရောင်ဆိုတာအဲ့ဒါတွေးမိလာတော့ဩမြတ်စွာဘုရားရှင် မနာမနေလူသားတွေကိုကယ်တင်တယ်လို့ပဲပြောပြော ကျေးဇူးစတဲ့လူပဲပြောပြောအဲ့လိုတရားတွေလှည့်ဟောနေတာဟာအမဒါမှလေးတက်ပါလားလို့အဲ့လိုလေပိုးတွေးမိလာတယ်ဟုတ်တယ်လေကိုတယောက်တည်းဆိုရင်စိတ်နာကြည်တန်းကိုဝိထားတဲ့တင်ငန်းလူတွေလည်းဝိမျိုးစုံပေါ်အဲ့ဒါတွေကိုတယောက်တည်းလုံတတ်တာမဟုတ်ဘူးသူသားတွေအဆက်ဆက် ခန္ဒီဓာတုရက်လုံဓာတုဒီအဝိဒီတင်ငန်းဆိုရလေဝိလို့ရတာအကုန်လုံးပေါ့ကိုသုံးဆောင်နေတဲ့ပြစ်သေးတွေမှန်ကြွေလက်ညှိုးထိုးမလွဲသုံးသွဲလာတဲ့ပြစ်သေးတွေဆိုရင်လေတကူမှကိုတယောက်တည်းလုံထားတာမပါဘူးလူသားတွေချက်ချက်လူသားတွေအချင်းချင်း ပူပါဘူးပြီးတော့လုတ်ခဲ့ကြတဲ့အတွေ့ဘုန်းကြီးတို့ဒီလိုလူတလုံးလူတလုံးဖြစ်အောင်နေရတာအဲ့ဒါဘာကြောင့်လို့ကျေသူရှင်လူသားလောကကြီးကြောင့်ကျေသူရှင်လူသားလောကကြီးရဲ့ကျေသူတွေကြောင့်အဲ့တော့ဘုရားရှင်ဟောခဲ့တဲ့ကတိညုဒမင်္ဂလာအဲ့လိုကျေကျေပြန့်ပြန့်ကြည့်လိုက်ရင်ဩလူသားလောကကြီးဆိုတာ ငါတို့ဘောမှာသူတို့ရဲ့ခြေသူတွေกินလို့မကုန်နိုင်တော့အောင်ပါလားဒါကြည့်လို့တို့ဘုန်းကြီးတို့စားခဲ့တဲ့ခြေခြေပဲနေလုံးစားခဲ့မှလည်းမရစ်တွက်နိုင်တော့ဘူးဘုန်းကြီးအခုအသက်70နှစ်တည်းရောက်လာပြီဒီဘွေတွက်လာသက်73ရဲ့ဆိုရင်ဟုတ်လားအသက်70နှစ်နှစ်ပြည့်တော်မှာဒါခရစ်တက်ကလေးနေတော့ ရှေ့ဖေဖော်ဝါရီ6ရက်ပေါ့ဟုတ်လားနှစ်လပိုင်း6ရက်2026ဆိုရင်အသက်ဖြစ်တဲ့နဲ့နှစ်နှစ်ပြည့်ပြီအဲ့ဒီတည်းအောင်ဘုန်းကြီးစားတော့လာခဲ့တဲ့အစားတော့မျိုးစုံဟုတ်လားပုံမျိုးမျိုးခြေမျိုးမျိုးတတိယမျိုးမျိုးစတဲ့မျိုးမျိုးပေါင်းများစွာဒီဟာသူလာလောကကြီးရဲ့ကျေးဇူးကြောင့်ဘုန်းကြီးသားနေရတာ အဲ့တော့ခုံကြီးကူကာရကူအဲ့လေးနဲ့လိုက်ထောက်လိုက်မယ်ဆိုရင်တောင်မှလူသားတွေရဲ့ခြေသူခံစားထားတာမတွတ်ဘူးလို့ကိုဟာကိုမိဘကမွေးခဲ့လို့ကိုမိဘကစောင့်ရှောက်ခဲ့လို့မိဘဟာခြေသူတွေရဲ့နန္ဒတင်လို့မဆုံးနိုင်အောင်ရှိတယ်လို့ကိုမိဘနဲ့ကိုကူလူတလုံးသူတလုံးဖြစ်အောင် ဝိုင်းပြီးပန့်ပိုးခဲ့တာကလေဟောဒီကျေကျူးချင်းလူသားတော်ကကြီးလို့ဒါကြောင့်ဘုကိုမိပါဒီကမရှိတော့ကွယ်လွန်သွားပြီဖြစ်တဲ့အတွက်ဟုတ်လားကျေကျူးချင်းလူသားတော်ကကြီးကိုသိစဉ်မပြကျေကျူးချက်တော်အပြင်ကိုလုံးနိုင်တာတခုခုလုံနေတဲ့တယ်လို့အဲ့တဲ့ကိုလုံးတတ်တာကလေဒီတရားပဲဟောတတ်တာလေဒါကြောင့်ဘုဘုံကြီးတော့ အဲ့လိုလုံပြရတာလေကိုကိုကိုကျင့်တတ်တယ်ဒါပဲပြောပြောပေါ့ပုံကြီးစိတ်သေးရှိတယ်လောက်ဟုတ်လားကိုချမ်းသာတယ်လူကိုသိချမ်းသာတယ်လူသူတို့တတွေလဲချမ်းသာကြပါစေဆိုတဲ့မေတ္တာစေနာမေတ္တာကရုဏာအပြည့်နဲ့ဒီလိုလေးပြောနေတော့အတိုင်းတာတစ်ခုရတော့သိချမ်းသာမှုရကြဖို့ရတယ်ဘာပြုလို့ဆိုရင်ဓာတ်တော်ကြတယ်လေ သူသာလေရိသာကတော့ကြည့်ယူတယ်လို့သုံးတာပေါ့ဘုရားကတော့တရားစကားပြောနေတာဆိုတော့ဒါသူတို့နားထောင်ကြတယ်လို့အဲ့ဒါသူပြဖတ်ပြလို့သိရတယ်အဲ့တရားတစ်ပုဒ်ဆိုရင်အဲ့ဒါကြည့်ရင်းတယ်တဲ့ဘုရားမျက်တရားမကောင်းတော့အခုလိုဗီဒီယိုရိုက်တဲ့ခါမှလည်းအဓိကပြီးတော့ရိုက်ရတော့အချိုးမကျဘူးပေါ့အဲ့ဒီဗီဒီယိုက ပုံကြီးကကနေတော့မျက်တိကြီးကပြုံးနေတော့ကြောက်လွန်းလွန်းနဲ့မကြည့်ပဲနဲ့တရားနာရတယ်လို့တဲ့လူရေးထားတာတောင်းမှ သူများဖတ်ပြလို့အဲ့ဒါကြားသူအဲ့ဒါနဲ့တောင်းမှန်စကားလေးတင်လိုက်ပါတယ်အဲ့ဒါတော့လို့မတနိုင်ဘူးလို့ဘုံကြီးကလည်းပြည့်ပြမကောင်းလို့ဖြစ်တဲ့သူလောက်လာလို့အဲ့လိုဖြစ်သွားတာအဲ့တော့မကြည့်ပဲနဲ့ အတနာတော်နေသွင်လဲဝန်တာပါပြီလို့ကိုယ်လည်းအကျိုးများနိုင်ပါပြီလို့အဲ့လိုတောင်းမှန်စကားတောင်းတင်ရတဲ့ဘာသူလုံဆိုတော့ဘုန်းကြီးကမျက်စိကတော်တော်ကမကောင်းတာလေဒါကလည်းမကောင်းမှုအဲ့တော့ဒီကလုတ်နှိပ်တဲ့ခါလဲအချင်းမပြေမှသို့တော့ဝေးဝေးလဲထားလို့မရဘူးအတန်လဲကြားသိခြင်းနဲ့ပေါ့အဲ့တော့ဘာပြောတာလို့ဆိုတော့ဘုန်းကြီးက ကိုယ်အသက်ချစ်တဲ့ကြောလာပြီမယ်လို့ဘုန်းကြီးတပါးတည်းနဲ့ပဲကိုကိုတိုင်းဒီလိုရိုက်ကိုကိုတိုင်းဒါအစ်တာနဲ့တင်းအဲ့လိုလုပ်နေရတာဆိုတော့အဲ့လိုချူရင်ကျွတ်တယ်လေရှင်းနိုင်ပါတယ်လို့အဲ့ဒါလေတောင်းမှန်တကားပြောပါတယ်အဲ့ဒါပဲမယ်လို့အခုလူတင်တာလေးတွေကူနားတော်ကြတဲ့အတွဲဘုန်းကြီးလည်းစိတ်ချမ်းသာရပါတယ်။အော်သူတို့ကြီးက ငါရေတကွက်တောင်မှတောက်ရတဲ့ပုံမရှိဘဲနဲ့သူတို့တွေငါတရားနာပြီးတော့သိချမ်းနာတာလေးတွေတချို့ကဖတ်ဖတ်ပြလို့ကြားရတဲ့အဲပုံပုံကြီးအသက်ရှိပါသေးမြို့တုံပေါ့လေအဲ့တော်မျိုးတွေကြားတော့လေပိုးပြီးသိချမ်းနာတာပေါ့အဲသူတို့လည်းဒါကြောင့်မို့သိချမ်းနာခြင်းမရဲလူတွေမှာကပြဿနာတွေမြို့တုံလောကရန်ဒီမြို့တုံနဲ့ဆိုတော့ခုပြင်းနေကြရမှာ ဲ့ဒါလေးတွေကဧရန်သလောက်ဧပါစေထူတဲ့စိတ်ထားနဲ့ဘုန်းကြီးဟာတရားလေးတွေတင်းနေတာပါဒါကြောင့်မဟုတ်ခုလေဘုန်းကြီးသဘောပေါက်တယ်လူဟောငါတို့တွေဟာကျေးဇူးရှင်လူသားလောကကြီးရဲ့ကျေးဇူးတွေခံစားရလို့ဒီလိုလူတစ်လုံးတစ်တလုံးနေနိုင်တာကတို့လူတယောက်တိုင်းတယောက်တိုင်းဟာကိုယ်တယောက်တည်းသာနေမယ်ဆိုရင်ကြောက်တကောင်လောက်တောင် အစွမ်းမရှိဘူးတို့ အဲ့လိုလေစဉ်းစားမိသေးခြင်းနဲ့ဘာပြုလို့ဆိုရင်အဲ့ဒါကကိုယ့်ရဲ့မာမာနာကိုလေချော့ချာရရောက်တယ်ဒုမလို့ကျင်ကိုကိုကိုသိသိကြီးပြီးတော့ပတ်ဝန်းကျင်ပေါ်မှာမာရင်ဓာတ်ဓာတ်တွေကာယကမာတွေဝစီကမာတွေမနောကမာတွေအများကြီးဖြစ်နိုင်ကြီးရှိတယ်ခုနမျိုးရသက်ပြားခြင်းဟောတဲ့ကတိညုဒမင်္ဂလာဆိုတာ ကျေးဇူးကိုသိရပဲတဲ့ကိုဘောပြုပြုသူကျေးဇူးအထုတိစားစီပေါ့လေအဲ့တော့ဟောတကယ်တော့ဒီလူသားလောကကြီးကိုကကရုဏဲ့ကျေးဇူးမကင်းနေပဲလို့ဘုန်းကြီးကတော့ဘလောက်တောင်တွေ့မိတော့ဆိုရင်ထွေသာပါသူတကုတ်တမရတယောက်ထောင်ရသွားတဲ့ထောင်ရလူထောင်ထဲကနေပြီးတော့အပြင်လောကထွက်ပြီးတော့အလုံးလောကသားကြီး ရှိတတ်တယ်။အဲ့လိုလိုရတဲ့အခါမှာထောင်ကြတဲ့သကိုးသမီးကလမ်းမြင်ရတဲ့ဆိုပါတော့လမ်းကင်းတဲ့ကျဲပါတဲ့ဆိုပါတော့တကယ်တော့သူကတော့ကုသရအောင်ကတို့လူသားတွေသွားရအောင်ကတို့မွန်မြတ်တဲ့စိတ်ဓာတ်နဲ့လမ်းကင်းလိုက်မယ်လို့အောင်မေ့ခြင်းလည်းအောင်မေ့မယ်။မောင်းမေ့ခြင်းလည်းမောင်းမေ့။ဒါပေမဲ့လူအဲ့ဒီလမ်းက လူသားလောကကြီးတွေ့တော့အတိုက်တာတခုရအချိုးရှိတာပဲလို့ဆိုလိုတာတော့အဲ့လမ်းပေါ်မှာကိုသွားရရင်လေအဲ့တခုဓမြကကို့ပေါ်မှာကျေသူချင်းတော့ဖြစ်သွားတာပဲလို့သူတော့သိရင်မှသိမှပေါ့သူကလည်းအဲ့လိုစိတ်ထားရှိရင်မှရှိမှပေါ့ကိုကအဲ့လိုသိလို့ရတယ်ဗျဘုန်းကြီးကတော့ကျေသူတရားကိုအဲ့လောက်ကြောင်ကိုတွေးမိပါတဲ့ဒါကြောင့်ကိုခုနားတော်ရတဲ့သူတွေလည်း ။အော်ငါတို့ဆိုတာလူသားလောကကြီးနဲ့ကျေသူမကင်းပါလား။ကို့မိဘဟာကို့ကျေသူတွေအနန္တဖြစ်တယ်လူ။ကြံတဲ့သူတွေလုံတဲ့ပြစ်ကြီးတွေမျိုးစုံသုံးခဲ့ပြီးအသာတောက်တွေမျိုးစုံစားခဲ့ပြီးခြေဝါးတွေမုတ်မျိုးစုံတွေတည်တည်မျိုးမျိုးတွေစားခဲ့ပြီးအဲ့ဒါဘာကြောင့်စားတာတုံး။ကျေသူချင်းလူသားလောကကြီးရဲ့ကျေသူတွေကြောင့်ကိုသားတာဒါကြောင့်ဘု ကတိညုဒဟုတ်လားမင်္ဂလာနဲ့ကျေးဇူးရှင်သူသားတော်ကကြီးဆိုတာဘုန်းကြီးအဲ့ဒါကိုပြောတာဒါကြောင့်ဘုခုကြတဲ့တရားတော်မတွေလေအဲ့ဒီအတွေ့အလေးကို တွေးမိနိုင်ကြပါစေအဲ့ဒီအတွေ့အလေးဒါတွေးမိမယ်ဆိုရင်လူသားတယောက်နဲ့တယောက်အပေါ်မှာ ခွင့်လွှတ်တာတွေသိခန္ဓာတွေတဏှာဓာတွေကုညီဓာတွေလောက်ဖို့ရာခွင့်လန်းလေပို့များလာပါတယ်လို့အဲ့ဒါလို့တွေးမိလို့ဒီကောင်းစဉ်လေးနဲ့ဒီတရားတကားကို ပြောပြတာပါဒါကြောင့်မို့ကိုဟာကိုတယောက်တည်းဆိုရင် ကိုမမဟုတ်ဘူးဟုတ်လားကဘာကျော်ပုဂ္ဂိုလ်ကြီးသိပ္ပံပညာရှင်ကြီးဖြစ်ခြင်းဖြစ်ပါသည်ကုလသမဂ္ဂအတွင်းဥပ္ပယုတ်ကြီးတွေဖြစ်ခြင်းဖြစ်ပါသည် သူတို့တွေလေကိုတယောက်တည်းနေရတော့ဒါတခုမှမလုံနိုင်ဘူးတက္ကဋ္ဌကပြောမိတဲ့ဘုန်းကြီးကိုယ်တိုင်ပဲဖြစ်ဖြစ်ခုနပြောတဲ့ကဘာကျော်ပုဂ္ဂိုလ်ကြီးတွေပဲဖြစ်ဖြစ်တခုတယောက်တည်းနေတော့အဲ့ဒီတချောင်းလဲမလုံနိုင်ဘူးစံလေးတည်းဒီဂျုံလေးတည်းဒီလဲမလုံနိုင်ဘူးလူသားတွေအစ်စ်နဲ့ပေါင်းလိုက်မှာ ဟုတ်လားဖြစ်လာတာဒါကြောင့်ကိုကိုတရားတဲ့ကိုကိုကိုအထင်ကြီးဘဝင်မြင့်မာနာကြီးတာတွေမဖြစ်ဘဲနဲ့ဟောငါတို့ကျေးဇူးရှင်လူသားလောကကြီးနဲ့ဒီကြမှာဒီကျေးဇူးရှင်လူသားလောကကြီးကိုသိခွေရလို့ဒါငါတို့တလောက်လူတလုံးလူတလုံးဖြစ်နေတာလို့သဘောပေါက်ပြီးတော့ဒီကျေးဇူးရှင်လူသားလောကကြီးကိုကျေးဇူးသတ်တော်အားဖြင့်လေ ကိုမိဘပြုစုလုပ်ကြွေးတယ်သာသမီပြုစုလုပ်ကြွေးတယ်အဲ့လိုပြုစုလုပ်ကြွေးတဲ့အခါမှာအလုတ်တွေအများကြီးကကျေးဇူးရှင်လူသားလောကကြီးကကျေးဇူးဆပ်ပြီးသားဖြစ်နေတာပါဆိုတော့ပါသူခုနပြောတဲ့လူကိုမိသားစုလုပ်ကြွေးတဲ့အခါမှာအလုတ်ကျန်းလောက်ရတယ်အိမ်နာချင်းပဲဒုနေရဒုနေရလမ်းမဲ့ခင်းနေရခင်းနေရအော်ဒီလုတ်တဲ့လုတ်က ်ငါမေတ္တာသူကိုပြုစုလုံကျွေးပြီးသားဖြစ်တယ်လို့ကျေးဇူးရှင်လူသားလောကကြီးလည်းကျေးဇူးဆက်ပြီးသားဖြစ်နေတာပါလားလို့အဲ့ဒါလောက်ပြင်းပြတဲ့စိတ်ထားကြက်ပြန်းတဲ့စိတ်ထားနဲ့သာကိုယ်မိသားစုလုံကျွေးကြမယ်ဆိုရင် ဟုတ်လားအဲ့ဒီလိုလုံကျွေးရင်းနဲ့လေမြတ်စွာဘုရားရှင်ဟောတယ်လို့နိဗ္ဗာန်သစ္စာကရိယာအဲ့ဒါလောက်ပြင်းပြတဲ့စိတ်ထားအဲ့ဒါလောက်ကြက်ပြန်းတဲ့စိတ်ထားနဲ့သာ နိဗ္ဗာန်ပန်းနိုင်တာလုတ်သွေးကြမယ်ဆိုရင်အဲ့လိုလုတ်သွေးသူတိုင်းလဲမတည်ခင်မှာပဲကိလေသာခတ်သိမ့်ကင်းငိမ့်တဲ့နိဗ္ဗာန်ကို ရနိုင်ပါတယ်လို့ပြောပြီးတော့ညှနာလိုက်ပါတယ်